ခေတ္တမန္တလေးသတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ AI ပြောတဲ့2025-2030အတွင်းပြောင်းလဲလာနိုင်တယ်။မြမနိုင်ငံရေးအခြေအနေကိုတင်ဆက်ပေးလိုက်ပါတယ်။ AI ရဲ့ခံမှန်းချက်ဖြစ်တဲ့အကြောင်းထပ်ပြီးအတည်ပြုလိုပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာ Channel လေးကို Like and Subscribe လုပ်ပြီးသင်ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း Comment မှာဝင်ရောက်ရေးသွားနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေဒီအလွန်ရှုပ်ထွေးပြီးခံမှန်းရခက်ခဲသောအခြေအနေတွေရှိပါသည်။ နိုင်ငံရေးတည်ငြိမ်မှုပြန်လည်ရရှိရန်အတွက်အောက်ပါချက်များကအရေးပါနေပါသည်၁နိုင်ငံရေးကြက်တဲများဖြစ်ရှင်းနိုင်မှု2021စစ်အာဏာသိမ်းမှုနှင့်နောက်ပိုင်းဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများပြည်တွင်းစစ်နှင့်လူမှုစီးပွားပြပြမှုများကိုအစိုးရ NUG အမျိုးသားညီညွတ်ရေးအစိုးရ PDF နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားသဘောတူညီမှုရရှိရန်လိုအပ်ပါသည်။ဒီကရရဲ့ရင်းနှင့်အဓိကနိုင်ငံရေးပဋိပက္ခများဆွေးနွေးညီနိုင်နိုင်မှသာဒီညီမှုရှိလာနိုင်ပါသည်။နေ အပြည်ပြည်ဆိုင်ရာ PR နဲ့ပါဝင်မှုအာဆီယံကုလသမဂ္ဂနဲ့အနောက်နိုင်ငံများ၏ PR များကစစ်ကောင်စီအပေါ်အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။တရုတ်၊ရုရှားနှင့်အခြားဒေသတွင်းနိုင်ငံများ၏အခမ်းအနားတွေလည်းအရေးပါပါသည်။သုံးဗီဒူအင်အားနှင့် CDM ဗီဒူများ၏စီးလုံးညီညွတ်မှုနှင့်အာနာဗီဇန်၏လှုပ်ရှားမှုများက နိုင်ငံရေးအပြောင်းအလဲကိုအရှိန်မြှင့်ပေးနိုင်ပါသည်။၄ စီးပွားရေးနဲ့လူမှုရေးပြန်လည်ထူထောင်ရေးစီးပွားရေးပြိုလဲမှုငွေကြေးဖောင်းပွားမှုနဲ့လူမှုရေးမတည်ငြိမ်မှုများကိုဖြေရှင်းနိုင်မှသာနိုင်ငံရေးတည်ငြိမ်မှုရရှိနိုင်ပြီအများစုခံမှန်းနေတာကတော့မြန်မာနိုင်ငံရဲ့လက်ရှိရှုပ်ထွေးနေတဲ့နိုင်ငံရေးအခြေအနေသည်2025 2030တွင်တနည်းနည်းဖြင့်အပြောင်းအလဲဖြစ်နိုင်တော့လဲအတိအကျခံမှန်းရန်မလွယ်ကူလာပါဘူးအဓိကအပြင်အောက်ပါအချက်များပေါ်တွင်မူတည်နိုင်ပါသည်တဲ့စစ်ကောင်စီအာဏာလက်လွတ်မှုတို့မဟုတ်ပြုပြင်ပြောင်းလဲမှုများ နှင့် NUG နှင့်တိုင်းရင်းသားအဖွဲ့များ၏နိုင်ငံရေးအောင်ပွဲ၃ဤသူလူထု၏စည်းလုံးမှု၄စစ်ကောင်စီ၏မြန်မာနိုင်ငံပေါ်ထားတဲ့စေတနာအမှန်တလားစာရာတွေကနိုင်ငံရေးကိုအမှန်တကယ်ပြောင်းလဲပေးမှာပါဒီကောင်းချောင်းအနေနဲ့မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေသည်ရေရှည်တည်ငြိမ်ရန်အခြေရွာမိဖြစ်ပြီးနိုင်ငံတကာပါဝင်မှုဤတွင်မြင်နိုင်မှုနှင့်ဒီမိုကရေစီရေးတိုက်ပွဲများ၏ရလဒ်ပေါ်တွင်မူတည်နေပါသည်။ဤအခြေအနေတွင်မြန်မာပြည်သူများ၏စိတ်သက်ခိုင်မာမှုနှင့်စည်းလုံးညီညွတ်မှုသည်အရေးကြီးဆုံးသောအချက်ဖြစ်ပါသည်။ 兄弟继续，记住阿贝家的电话，记出点联系吧的。